အလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုတလောနိုင်ငံတကာသတင်းတွေကြည့်လိုက်မယ်ဆိုရင်အမေရိကန်ရဲ့စေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတိတ်ပြီးတော့ဘူးဝင်မကြတာဒီကတော့တွေးရသားရောမဟုတ်ဘူးနောက်ကွယ်မှာတစ်ခုရှိအောင်မယ်ဆိုတဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဗင်နီဇွဲလားနိုင်ငံကိုအမေရိကန်ကပင်လယ်ပြင်ကနေပြီးတော့စစ်သင်္ဘောတွေရောစစ်လေယာဉ်တွေနဲ့ရောဝိုင်းရတယ်ဆိုတဲ့အခြေအနေပါအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ဒီနိုင်ငံပေါ်မှာအမေရိကန်စစ်ပွဲတစ်ပွဲဆင်နွှဲတော့မှလားဆိုတော့အဲ့လိုကတော့အမေရိကန်နိုင်ငံရေးအခြေအနေရောကမ္ဘာအခြေအနေရော ဖြစ်နိုင်မှုဆိုတော့တော်တော်လေးမလွယ်ပါဘူး။တမိုင်းနောက်ခံပြန်ကြည့်မယ်ဆိုရင်အားမျိုးပေါ့နော်။ဒါမှလည်းအခုပြင်ဆင်ထားတဲ့ပုံမှန်ကတော်တော်လေးကိုပြင်းပြနေတဲ့အခြေအနေကိုရှိတာပါ။ဟုတ်ပြီ။အဲ့ဒါဆိုလို့ရှိရင်ဒီကဘာဖြစ်လို့ရှိနေရလဲပေါ့နော်။အဓိကတော့အကြောင်းပြချက်နှစ်ခုပေါ့နော်။ပထမတစ်ခုကတော့ဒါဒိုနယ်ထရမ့်ကနေပြီးတော့အမေရိကန်နိုင်ငံသားတွေကိုဒုက္ခပေးနေတဲ့ဘိန်းဗျူသူသူမကုတ်ကင်းပေါ့နော်။ဒီနိုင်ငံကနေပြီးတော့ဖယ်နီဇလာနိုင်ငံကနေပြီးတော့ကာရိဘီယံပင်လယ်တွေကနေပြီးတော့အမေရိကန်နိုင်ငံတွေကိုစီးဝင်နေတယ်။အဲ့ဒါကြောင့်မို့ဒီအရိုတိုက်ဖြတ်ရမယ်။ ဆက်လီလေးနဲ့လာတာပါအဲ့အဲ့ဆက်လီလေးကိုဖြည့်ဆည်းရမယ်ဆိုပြီးတော့ဒီစသင်းမောဘဝကနေပြီးတော့တကယ်ကိုလင်းညွန်းနေတိုက်ပြီးတော့တွေးပြီးဆိုတာနဲ့ချက်ချင်းတရင်ရပြီးဆိုတာနဲ့ဆက်လီရောကိုမစီရောလူအကုန်လုံးမြှောက်ပြစ်တာပါလက်နဲ့ကြီးနေကိုပြစ်ချပြစ်တာပါအပေါ်ကနေပြီးလင်းနေတကယ်ကသူတို့တုံးတဲ့လက်နက်ကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်တယ်ပေါ့နော်ကဘာလဲလက်ရှိချိန်မှာအဲ့ဒါတော့မလုံဘူးလားအမေရိကန်နိုင်ငံကလည်းအရင်တော့ဒီမွေးစင်းနဲ့ပတ်သက်လို့ဆိုလို့ရှိရင်အဲ့လိုမျိုးတန်းပြီးတော့တည်တံပေးတယ်ဆိုတာမျိုးမရှိဘူးတကယ်အရင်တော့သူတို့ဖမ်းမိလိုက်တဲ့မက္ဆီကိုက တကယ်ကမ္ဘာနံပါတ်1ဆိုတဲ့မူရရာစာပေါ့နော်သူ့တော့လက်ရှိချိန်မှာတည်တယ်မပြီးသေးဘူးအမေရိကန်ရဲ့ထောင်ထဲမှာပေါ့နော်လက်ရှိချိန်မှာအဲ့တဲ့ဖြစ်နေနေတုံးပဲပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲတခြားရွေချက်ဘာရှိမလဲပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ဟိုလက်ရှိအုပ်ချုပ်နေတဲ့သူပေါ့နော်မာဒူရိုဆိုတာသူ့ကိုစုရင်းဝင်ထုတ်တာပါလားဒေါ်လာတန်90ပါတန်90ဆိုတော့တော်လေးကိုများတာပါအမေရိကန်အရင်တော့ကသူတို့ရန်သူလို့ပြောလို့ရတယ်ကျော်အိုစမာဘင်လာဒင်တို့နောက်တစ်ခါဆာလာဟူစိန်တို့အဲ့နှစ်ယောက်ပေါင်းစားရှိပါတယ် ဆာရဝူဇင်ရောအိုစမာဘီလာဒင်ရောအမေရိက25ထန်းထုတ်တာပေါ့ဒေါ်လာအဲ့တော့လက်ရှိချိန်မှာမာထိုတန်း90တောင်ပေးထားတာပါအဲ့တော့သူ့ကိုလုံးဝဖြုတ်ချရမယ် CIA ကဘာပြောလဲဆိုတော့ထွက်ပြေးမယ်ဆိုလို့ရှိရင်တော့တရုတ်ဖြစ်ဖြစ်ရုရှားဖြစ်ဖြစ်လက်ရှိချိန်မှာထွက်ပြေးသားဆိုပြီးတော့ပြောသွားတာအဲ့တော့သူ့ကိုတကယ်ပြုတ်စီချင်တာလားပြုတ်အောင်ဘယ်လိုလုပ်မှာလဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တခုခုညှိလို့ရပြီးတော့များ American စစ်သည်မတွေကနောက်ပြန်ဆုတ်သွားမလားပေါ့နော်တေချာတာကတော့ဒီလောက်အပြင်းထန်ပြင်ဆင်လာတဲ့ဟာကို လက်ပလိုင်းနဲ့အမေရိကန်နဲ့အင်ပြန်မှာမဟုတ်ဘူးပေါ့နော်ဟုတ်ပြီအဲ့တော့ဒါလက်ရှိသတင်းမှာမြင်နေရတဲ့အရာတွေပဲပေါ့နော်ကျွန်တော်တခုဆိုလဲရှင်းလဲမြင်ရမယ်ဒါပေမဲ့တေချာတာညှိလိုက်တဲ့အရာတွေညှိနေတဲ့အရာတွေကျွန်တော်မမြင်နိုင်တဲ့အရာတွေပါတေချာပေါ့အဲ့ဒီအားလုံးကသဘောရောက်မှဖြစ်နေတဲ့အရာတွေပါဟုတ်ပြီအဲ့တော့ကျွန်တော်မာဒူရိုနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်ဒီအထူးသဖြင့်လက်ရှိချိန်မှာဒီ American System တွေကဝိုင်းလို့စိတ်ဝင်စားတယ်ဆိုတော့နောက်တစ်ချက်ပေါ်လာပါလဲဆိုတော့ Venezuela နေပြီးတော့တိုက်ခန့်ခေါင်းဆောင်ပေါ့နော်ကျွန်တော် Machado ဆိုတာ မာရီယာမချာဒိုဆိုတော့နင်းငိမ့်လို့ပဲဆိုရပါဘာဒီနေ့အတွက်ပို့ပြီးတော့ဗင်နီဇွဲလားနိုင်ငံအိုင်အွန်ဆိုက်စီပါတယ်ဒေါ်နယ်ထရမ့်ကရောတော့မလားမသိဘူးဆိုတော့တချို့တရားထင်ကြတယ်တချို့ကမ္ဘာခေါင်းဆောင်တွေကလည်းဒေါ်နယ်ထရမ့်ကိုပေးပါဆိုပြီးတော့တောင်းဆိုတဲ့အထီးတောင်းတင့်တော်ရယ်ဆိုပြီးတော့ပြောတဲ့အဆင့်တွေအောင်ရောက်လာတယ်ဒီနှစ်ကနင်းငိမ့်လို့ပဲဆိုစိတ်ဝင်စားတယ်ဒါပေမဲ့ဗင်နီဇွဲလားနေပြီးတော့မချာဒိုကရောက်သွားတယ်အဲ့တော့သူကဘယ်လိုလူလဲပေါ့နော်တော့ဘယ်လိုဖြစ်သွားတာလဲအဲ့တော့လက်ရှိချိန်မှာရွေးကောက်ပွဲမနစ်တောင်းလောက်ထားပေါ့နော်2024တောင်းလောက်ထားအဲ့တော့ ရွေးကောက်ပွဲနဲ့တရဝင်းမေဘီဆက်တွေပါရင်တည်တည်ချာရွေးကောက်ပွဲလုပ်လိုက်တယ်။ဒါပေမဲ့ဘာဖြစ်လို့ကမ္ဘာအသီးမမပြူတာလဲပေါ့နော်။အမေရိကန်လည်းအသီးမမပြူဘယ်နီဇွဲလာဒီနှစ်ရွေးကောက်ပွဲပေါ့နော်2024ရွေးကောက်ပွဲ။အဲ UK ရောနောက်တစ်ခါကျပြင်သစ်တို့နော် EU ပေါ့နော်။ဥရောပလည်းအသီးမမပြူပေါ့။နောက်တစ်ခါကျလက်တင်အမေရိကနိုင်ငံဖြစ်တဲ့ကျအာဂျင်တီးနာတို့ပီရူးတို့ဘရာဇီးတို့အဲ့နိုင်ငံတွေအသီးမမပြူပေါ့။ဘာဖြစ်လို့လဲဆိုရွေးကောက်ပွဲမှာမဲလိမ့်နေဆိုပြီးပြောပါတယ်။နောက်ဒီရွေးကောက်ပွဲတရားမဝင်လို့ပြောပါတယ်။ဘာကြောင့်လဲပေါ့နော်။ဒါပေမဲ့အကုန်လုံးတော့မဟုတ်ဘူးပေါ့နော်။ ကျွန်တော်ဒီရုရှားရယ်တရုတ်ရယ်အဲ့ဒါကကျွန်တော်အီရန်တို့မြောက်ကိုရီးယားတို့အဲ့ဒါကတော့သူ့သဘောတူပါတယ်ဒီလိုပေါ့နော်မာဒူရိုအဒီရေကောက်ဝင်အနိုင်ရတဲ့အတွက်ပေါ့နော်အတိမတ်ပြူတာပေါ့နော်ကျန်တဲ့သူတွေကသူ့အတိမတ်မပြူတော့ပေါ့တရားဝင်အစိုးရလို့ဒီလိုခေါင်းဆောင်ပြအတိမတ်မပြူပေါ့အဲ့တော့ကျွန်တော်လည်းပြုံးနေရမှာဆိုလို့ချင်းတော့ဒီဘေးမြူစစ်ပွဲနောက်တစ်ခါစီးရင်းနဲ့မလုပ်မယ်ဆိုတာထက်ဒီရေကောက်ပွဲမှာဒီလိုဘလို့လိန်လိုက်လို့ကဘာနေပြအတိမတ်မပြူတာလဲဆိုတော့နည်းနည်းလေးအသေးစိတ်ပြန်ကြည့်မိပါဟုတ်ပြီဘလို့လို့လိုက်လဲဆိုတော့ ဟုတ်ပြီသူကကျတော့ဒီယူကော့ဘွယ်2024မှာကျင်းပါဆိုအဲ့မတိုင်ခင်မှာလဲယူကော့ဘွယ်ကျင်းပါတာပါအဲ့တုန်းကဘာလုပ်လိုက်လဲဆိုတော့အတိုက်ခံနေအားလုံးပေးမဝင်ပါပေးမပြိုင်ပါမပြိုင်နဲ့ဆိုပဲပြောတာဒါအကြောင်းမျိုးပြတာပေါ့နော်မပြိုင်နဲ့ဆိုပါဇက်နဲ့ရိုးတန်းပြောတာမဟုတ်ဘူးနော်ဟုတ်ပြီမင်းတို့ပြိုင်ခွင့်မရှိဘူးဆိုတော့အခုဒီနိုဘယ်ကြီးကြီးဆုရသွားတယ်ဆိုလို့ရှိရင်ကျောင်း၁၅နှစ်နိုင်ငံရေးလောက်ခွင့်ပေါ့နော်နိုင်ငံရေးလောက်ခွင့်ဆိုတာဝင်ပြိုင်ခွင့်ပိတ်ထားတာပါတကယ်တော့ဘယ်လိုပြောမလဲလုံးဝ ဒီရုပ်အပေါ်မှာ तू ပါလို့မရအောင်ဆိုတဲ့အခြေအနေပါသူ့ပယ်ချလိုက်တယ်အဲ့တော့ဘာလို့လဲဆိုတော့ तू ပါတဲ့ပါတီကနေပဲသူတို့ရဲ့အဓိကပါတီပေါ့နော်သူတို့အားပေးတဲ့ပါတီကနေပဲနောက်ထပ်တစ်ယောက်ကိုတင်သွင်းလိုက်ပါလားအဲ့တော့တေချာရာကတော့သူ့ကိုလူလူထောက်ကောင်မှုရှိပြီးသားဖြစ်တဲ့ကြောင့်အဲ့ဒီပါတီကိုအထူးသဖြင့်မာဒရိုစန့်ကျင်တဲ့အတွက်ကြောင့်ပေါ့နော်သူတို့ပါတီကိုမဲပေးမယ်ဆိုတော့ဖြစ်ကြတယ်အဲ့တော့အဲ့ဒီပါတီကနေတင်တဲ့ခေါင်းဆောင်ကိုရုပ်ကုပ်ဘွယ်ကော်မရှင်ကနေပြီးတော့ရုပ်ကုပ်ဘွယ်ကော်မရှင်ဆိုတာတကယ်တကယ်ပုံမှန်ဆိုလို့ရှိရင်ဂျားနေဖြစ်ရှိရမှာပေါ့နော်ဘယ်ပါတီနဲ့မှမပါဘူးဆိုတာဒါပေမဲ့လက်ရှိချိန်မှာသူတို့က မဒရိုပေါ့နော်လက်ရှိအုပ်ချုပ်ထားတဲ့သူဘက်ကပေါ့နော်သူရွေးချယ်ထားတဲ့သူတွေဖြစ်တဲ့ကြောင့်ဟုတ်ပြီဒီပါတီကဒီလိုဝင်ပြိုင်ခွင့်မပြုဘူးဆိုပြီးတော့လုံးဝပယ်ချလိုက်ပါတာအဲ့နဲ့နောက်တစ်ယောက်ပေါ့နော်မြို့သူမြို့တယောက်ပါတင်လိုက်ပါတာကိုရီနာယောနစ်ဆိုတဲ့သူပေါ့နော်သူ့ကိုလည်းဟုတ်ပြီလက်မခံဘူးကွာဆိုပြီးတော့ဘာလို့ဆိုမာယွန်းနေရဆိုပြီးတော့ဘလို့မဆိုတေချာပေါ့သူတို့အဖွဲ့ရပေါ့နော်သူတို့ပါတီကသူလက်မခံဆိုတဲ့ပုံစံမှာနိုင်မှာဆိုလို့ပေါ့နော်လုံးဝအဖြစ်မခံတာပါနောက်ဆုံးချင်းနောက်တစ်ယောက်တင်လိုက်ပါတာ ဂွန်ဇာလက်ဆိုတာပေါ့နော်အသက်တော်နည်းကြီးပေါ့နော်သူ့ကိုတင်လိုက်တယ်ကတ်ပြီးတော့တင်လာပါအဲ့ခါကျတော့ပယ်ဖို့အချိန်အသေးမရှိတော့ထားလိုက်ပါသူလည်းမဲဆွဲခြင်းတွေပါအသေးမရှိပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ပြည်သူတွေစိတ်ထဲမှာရှင်းရှင်းလင်းလင်းရှိပြီးသားပါမာဒူရိုမကြိုက်ဘူးဆိုတာပါဘာဖြစ်လဲဆိုတော့လက်ရှိချိန်မှာနိုင်ငံရဲ့၄ဘုံတဖုံလောက်ကနိုင်ငံသားတွေရဲ့ဒီဗင်နီဇူလာနိုင်ငံ၄ဘုံတဖုံလောက်ကပြည်ပောက်ထွက်ပြေးနေကြရတာပါကျွန်တော်ရိုးရိုးတန်းတန်းပေါ့ဘလုံးမောက်အခြေအနေမကောင်းတော့ထွက်ပြေးရဆိုတဲ့အခြေအနေပါအဲ့လိုမျိုးပါမာဒူရိုကလည်းဖိအားပေးပါလားဟုတ်ပြီအဲ့ဒီမှာ ကဲရွေးကောက်ပွဲကျင်းပပြီဘာဖြစ်လို့လိန်နေလို့ပြောရလဲဆိုတော့ဗင်နီဇွဲလာရဲ့ရွေးကောက်ပွဲကဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်ဆက်နဲ့မဲပြီးတာပါဆက်ဆက်ကျွန်တော်လက်ဝီရလိုဟာမျိုးလေးပေါ့နော်နှိပ်ပြီးတော့အဲ့မှာဆက်မှာပေါ်လာတဲ့ဟာနဲ့ပေါ့နော်အဲ့တော့ဆက်ကလိန်လာလားဆိုတော့ဆက်ကလိန်တာမဟုတ်ဘူးဒါဆက်ကိုကဘယ်လိုလဲဆိုတော့ဘယ်သူကမဲပြီးလိုက်ပြီးဆိုရှင်းရှင်းလင်းလင်းရှိတာပါအဲ့တော့ဆန္ဒမဲကျွန်တော်နေရာပေါင်းပေါ့နော်အဲ့လိုမျိုးဒီမဲပြီးလိုရနေရာပေါင်းသုံးသုံးညရှိပါတယ်အဲ့မှာခုနမာချတူတို့အဖွဲ့ကဘာလုပ်လိုက်လဲဆိုတော့ဟုတ်ပြီမဲပေးလိုက်ပြီဆိုလို့ရှိရင်ထားပါတော့ ဘယ်မြို့နဲ့ဘယ်ရက်ကွက်ကဘယ်ကျောင်းပေါ့နော်အဲ့ဒီမှာမဲပေးရမယ့်နေရာရှိတယ်ဗင်နီဇလာနိုင်ငံသားတွေကအတန်းစီပြီးတော့ဆုပြီးတော့မဲပေးကြတယ်တယောက်ချင်းစီပေါ့နော်မဲပေးပြီဆိုလို့ရှိရင်ကဲမဲယုံပိတ်ပြီဆိုလို့ရှိရင်ဘာလို့လုပ်ရလဲဆိုတော့အဲ့ဒီမှာအဲ့ဒီဆက်ကနေပြီးတော့ကျွန်တော်စီတီမတ်တို့ဘာလို့မှဈေးဝယ်ပြီဆိုလို့ရှိရင်စီတီမတ်တို့ပေါ့နော်ကျွန်တော်ဈေးဆိုင်တွေမှာဈေးဝယ်ပြီဆိုလို့ရှိရင်ကျွန်တော်ဘာဝယ်တယ်ဘာဝယ်ဆိုတော့ဘောင်ချာလေးထွက်လာပါဘောနော် receipt လေးထွက်လာတာအမဘာဘလောက်ရကန်တော့ဘာဘလောက်ရကန်တော့ဘောင် sorry ဘာ ဘေဘီစီကဘလောက်ဈေးပေါ့နော်ကျဈေးဝယ်ပြီဆိုထွက်လာနော်ဆိုအဲ့ဒါပြန်ကြည့်ကြအောင်နော်အဲ့လိုပဲဒီဆက်ကလည်းထွက်လာပါတယ်ဘသူ့ကိုမဲဘလောက်ပြီးတာဘသူ့ကိုမဲဘလောက်ပြီးတာဆိုတာဆက်ကနေထွက်လာတယ်အဲ့ဒါကိုလက်မှတ်ထိုးရပါတယ်လက်မှတ်ထိုးဆိုတာမဲယုံကြည့်ကြရင်မှုရဲ့နောက်တစ်ခါကျောအဲ့မှာဝင်ပြိုင်နေတူတွေရှိပါတယ်ကိုယ်စလဲတွေပေါ့နော်ဒီကနေပဲဝင်ပြိုင်နေကိုယ်စလဲတွေကလည်းဟုတ်ပြီငါတို့ပါတီကကိုယ်စလဲလက်မှတ်ထိုးပါဟိုဘက်ပါတီကကိုယ်စလဲလက်မှတ်ထိုးပါအဲ့တော့လက်မှတ်ထိုးတာကိုအဲ့ဒီအရကိုတည်ဝင်ထုတ်ပြန်ပါတယ်အဲ့မှာချိန်ထားပါပေါ့နော်ပြီးလို့ရှိရင်အဲ့ကိုစုပြီးတော့ကျောဘဟုပို့ရပါတယ် ဘဂဝါနေပြီးတော့အဲ့ဒါကိုပြန်ကြည့်ပြီးတော့မှဟုတ်ပြီဘယ်သူကနိုင်သွားလဲဘယ်သူကမနိုင်သွားဆုံးဖြတ်တာပါအားလုံးစုပြီးတော့ဗောနော်ဟုတ်ပြီဘယ်အကွက်မှာဘလို့ဖြစ်သွားလဲဆိုတော့ဒီနေ့မှာမဲပေးလိုက်တယ်ခုနအဲ့ဒီတာလီရီထားတဲ့ဟာလေးဗောနော်ရှစ်ဒီကထွက်လာတယ်အိတ်စာရွက်ကိုခုနမာချတယ်လို့အဖွေရနေပြီးထပ်ပုံရိုက်ပါတယ်စမတ်ဖုန်းနဲ့ထပ်ပုံရိုက်လိုက်တယ်ပြီးတော့အင်တာနက်ပေါ်မှာတင်ပလိုက်ပါတယ်အဲ့ဒါဘာလို့လဲဆိုတော့စုစုပေါင်းခုနကကျွန်တော်ပြောခဲ့တဲ့မေးရုံ3000လောက်ရှိတဲ့နေရာမှာ2000ဝဲကျော်ရဲ့ data ကကျွန်တော်တင်လိုက်နိုင်ပါတယ်အင်တာနက်ပေါ်2ရက်အတွင်းပေါ့ပါအ เนี่ยအတွင်းမှာ data ကိုကြည့်လိုက်မယ်ဆိုလို့ရှင်ရှင်းနေတာပါအဲ့မှာတိတိကျကျ like တော့လွယ်ပါတယ်သူကလိန်နာမဟုတ်ဆိုတော့ဘလို့ရှင်းလဲဆိုတော့ဟိုဘယ်မြို့နယ်ဘယ်ရက်ကွက်ဘယ်မူလာတန်းအကြောင်းအနေပြီးတော့မေးရုံနံပါတ်ဘလောက်ပေါ့နော်အဲ့ဒီကနေပြီးတော့ challenge ဖြစ်ပါတယ်ဆိုပြီးတော့တိတိကျကျဓာတ်ပုံရတာတာလက်မှတ်ထိုးရတဲ့ဟာကို internet ပေါ်မှာတင်ချလိုက်တယ်တစ်ကဘာလုံးကကြည့်လို့ရအောင်ပါအတူအဲ့တော့ကိုကြိုတင်ပြင်ဆင်ထားတာပါအဲ့တော့သူတို့ကိုယ်စားလေအားလုံးစုပဲလုပ်တယ်နှစ်တောင်းခွဲကျော်လောက် မေးုံမှာပေါ့နော်သုံးသောင်းမှာနှစ်သောင်းခွဲကျော်လောက်ကဒေတာအချက်လိုက်ကစုပြီးတော့အင်တာနက်ပေါ်ရောက်သွားပါတယ်အဲ့တော့ဘယ်လိုပဲကြည့်ကြည့်ဒီမာချတာတို့အဖွဲနိုင်သွားတာပါမာချတို့အဖွဲနိုင်နေဆိုတာတဲ့ခုနမာဒူတို့အဖွဲကကျွန်တော်တနေရာမှောက်မနိုင်တာပါဘလောက်တော့အခြေအနေဆိုလို့ဆိုတော့မာဒူဆိုရင်ကျွန်တော်တိတိကြတာစစ်တပ်နဲ့အဆင်ပြေတယ်လက်ရှိစစ်တပ်နဲ့ဗလင်နာမှာတင်းနေပေါ့နော်ဒါပေမဲ့စစ်တပ်အင်အားကောင်းတဲ့နေမြေတွေရှိပါတယ်ဒေသတွေရှိပါတယ်အဲ့နေရာမှာတော့မာဒူကမနိုင်ပါဘူးအဲ့လိုအခြေအနေပါအဲ့တော့ ကဲဒါဆိုလို့ရှိရင်တော့တေချာပေါ့မရိုရှုံးသွားပြီပေါ့နော်အဲ့လိုမြင်ကြတာပါဒါပေမဲ့ဘာပြောပြောကျွန်တရားဝင်ကကြတော့ရေကောက်ဘဲကော်မရှင်အကျဉ်းချတာအတီးဖြစ်တယ်ဆိုပြီးတော့ရေကောက်ဘဲကော်မရှင်အကျဉ်းချလိုက်ပါတယ်ကျဉ်းချတဲ့ချိန်မှာဘယ်လိုလုပ်လိုက်လဲမသိပေမဲ့51.900ခိုင်နှုန်းနဲ့မဒူရနိုင်တော့ဆိုတင်ကြပါအဲ့မှာအကုန်လုံးပြဿနာချသူကတဘာဝကြအောင်ပေါ့နော်ကတ်ပြီးတော့နိုင်လိုက်ဆိုရင်တရာခံနှုန်းလေးနဲ့ပေါ့နော်အဲ့တရသမ9ပေါ့နော်51တရသမ900ခံနှုန်းနဲ့နိုင်နေဆိုကြီးညာလိုက်ပါဘယ်သူမှလက်မခံပါဘာလို့လဲဆိုတော့ကျွန်တော်တက်စီယာတီချာရှိနေပြီ အဲ့လိုလောက်တာပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့မာဒူကကဲအဲ့ဒါဆိုလို့ရှိရင်မင်းတို့လက်မခံနိုင်ဘူးဆိုလို့ရှိရင်မကျင်နိုင်ရင်မင်းတို့ဒါဒါစော်ကားတာပဲရုပ်ကောက်ပေါ့မင်းတို့စော်ကားတာပဲဆိုလိုက်ဖမ်းပါလားအကုန်လုံးလိုက်ဖမ်းတာပါအဖိအားပေးပါလားဘာဘယ်လိုဖိအားပေးလဲဆိုတော့ဟုတ်ပြီထွက်ပြေးမယ်ဆိုရင်လွတ်မယ်ဘယ်လိုပြေးခိုင်းနိုင်ငံခြားထွက်ပြေးခိုင်းတာပါအဲ့အဲ့လိုလူတွေသူ့စန့်ကျင်မဲ့သူတွေနိုင်ငံခြားပြေးသွားတော့သဘောကျပါလားထွက်ပြေးခိုင်းတော်တော်များထွက်ပြေးကြပါလားမချက်လို့ပါတီကနေပြီးတော့ဒီဂျာတို့ကြီးတဲ့သူတွေပေါ့နော်တော်တော်များများ ဒီရုပ်ပေါ်မှာတကယ်တကယ်နိုင်ရမယ့်သူတွေပေါ့နော်နိုင်နေတဲ့သူတွေပေါ့နော်သူတွေကထွက်ပြေးကြသွားတာနိုင်ငံခြားရောက်သွားတာအဲ့တော့မာရှာတို့ကိုယ်တိုင်ကကျောမိသားစုဝင်တွေပေါ့နော်သူမိသားစုဝင်မှာမချမ်းပါဘူးဒုက္ခပြီးတော့အဲ့တော့သူမိသားစုဝင်တွေကအစားထွက်ပြေးကြတာမာရှာတို့ထွက်မပြေးပေါ့ထွက်ရွေးနေပြည်ထဲမှာရှိနေပေါ့နော်အဲ့ဒီမှာကျော်တော်လေးပြောချင်တာတလောက်အန်ဒီရီများတဲ့နိုင်ငံတွင်းမှာပေါ့နော်ဒီအာနာရှင်လောက်မှာဘာဖြစ်လို့ဆက်ပြီးတော့နေနေရလဲအန်ဒီရီမများဘူးလားဆိုတော့အန်ဒီရီများပါတယ်ပုံနေရတာပါအဲ့ဘမပုံနေလေပေါ့နော် ဖြစ်နိုင်ညီရှိတာတော့တိုင်ဟုံးတစ်ခုခုမှာပုံနေတာပါအဲ့လိုကလွယ်လို့ကျွန်တဲ့နေရဘယ်လိုမှမလွယ်ပါဘူးတိုင်ဟုံးဆိုတာထက်ကျွန်တော်ဘယ်လိုပြောမလဲဒီအတိအကျတော့မသိဘူးเนาะဘယ်တိုင်ဟုံးလဲဆိုတာဒါပေမဲ့ဖြစ်နိုင်ကြည်အများဆုံးတော့တိုင်ဟုံးရင်တို့ကအနောက်နိုင်ငံတိုင်ဟုံးတွေပဲဖြစ်မှာပါပဲဘောเนาะဆိုတော့ဒီမိုကရေစီကိုအားပေးတာနောက်တစ်ခါဒီအတိုက်ခံအင်အားစုတွေဟိုးရင်နေရာနေပြီးအားပေးတာဘောเนาะပိုတေချာသွားစီတာပါလဲဆိုတော့ကျွန်တော်노베ညင်းစု노베နိုင်ငံနေပြီးတော့ကော်မတီကနေပြီးပေးလိုက်တယ်အရသွားပြီဘောเนาะချက်ချင်းပဲ နောက်နေ့မှာပဲ Donald Trump ကိုဖုန်းဆက်ပါတယ် Donald Trump ကပြောတာပါအဲ့ဇက်ကငါနဲ့ဖုန်းရတာပေါ့နော်အတူလည်းပြောလိုက်ပါတော့ပေါ့ငါမလုပ်ပါဘူးပေါ့နော်နောက်တကမချက်တော့လည်းပြန်ပြောတာပေါ့နော်မဟုတ်တကယ်တကယ်ဒီစုဟာ Donald Trump နဲ့ပဲထိုက်တန်တာပါဆိုတော့အဆက်အသွယ်ရတယ်ဆိုတော့ American သမ္မတတယောက်ကိုဘယ်သူမှဆိုအလွယ်တကူချက်ချင်းဖုန်းဆက်လို့ဆိုတာမလွယ်ပါဘူးအဲ့တော့ဒါတေချာတော့တိုင်ုံတနေရာမှာပေါ့နော်တိုင်ုံတစ်ခုခုမှာပေါ့နော်ဘယ်တိုင်ုံလဲဆိုတော့မသိဘူးပေါ့နော်ဟုတ်ပြီအဲ့တော့မာချာတို့အနေနဲ့အာငါငင်းငင်းဆူရပြီဆိုဘာလို့နိုဘယ်ဆုနဲ့ပတ်သက်လို့ပေါ့နော်မော်ဟစ်ပဲနဲ့ ဒေါ်နယ်ထရမ့်နဲ့ပိုးပြီးထိုက်တန်တယ်လို့ပြောရတာလဲဆိုတော့လက်ရှိချိန်မှာအမေရိကန်နေပြီးတော့ဟိုပြီးစုတ်ခွာသွားပြီကွာမာဒူရိုနဲ့ညှိလိုက်ပြီကဲမာဒူရိုတခုခုပေါ့နော်ဘာနဲ့မှမသိဘူးဆိုမှညှိလိုက်ပြီးတော့စစ်တပ်တွေစုတ်ခွာသွားမယ်ဆိုလို့ရှင်အထက်ကအင်အားစုတွေတို့ခွာရောက်ပါပြီပြစ်ထားလိုက်ပြီဆိုလို့ရှင်အမေရိကန်တို့ရဲ့သူသဖြင့်အနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုမပါဘဲနဲ့ဒီအထက်ကအင်အားစုကဗင်နီဇူလာနိုင်ငံမှာရပ်တည်ဖို့ဆိုတော့တော်တော်လေးမလွယ်ရောအဲ့ဒါကြောင့်မို့ဒေါ်နယ်ထရမ့်သူသဖြင့်အမေရိကန်နဲ့အဆင်ပြေဖို့လိုတယ်ဆိုတာကောင်းကောင်းယုံကြည်ပါအဲ့တော့ တစ်ချက်အတိုက်ခံအင်အားစုကိုလည်းထောက်ပံ့ပေးရမယ်။နှစ်ချက်အနေနဲ့ဒီမာဒူကိုလည်းဖိအားပေးရမယ်ပေါ့နော်။အဲ့တော့ဒေါ်နယ်ထရမ့်လုပ်နေတာတော့တကယ်တော့မာဒူကိုအကြီးကျယ်ဖိအားပေးနေတာပေါ့နော်။တကယ်တကယ်ဖမ်းကျင်နေဆိုလို့ရှိရင်တော့အဲ့လောက်ကြီးအခက်ကြီးတော့မဟုတ်ဘူးပေါ့နော်။ဒါကတော့ဖိအားပေးတယ်ဆိုတာပြောတာပေါ့နော်။ဟုတ်ပြီ။အဲ့တော့မာဒူကရောထွက်မပြေးခြင်းဘူးလား။ထွက်မပြေးဘူးလားဆိုတော့ပြောလို့မရပါဘူး။ तू ထွက်ပြေးခြင်းနေဆိုတဲ့တဲ့ရင်ကလည်းထွက်လာပါတစ်ချက်။ ဒါပေမဲ့ဘာကြောင့်ထွက်ပြေးလို့မရတာလဲထွက်မပြေးတာလဲပေါ့နော်အဲ့တော့ဘာကြောင့်ထွက်ပြေးလို့မရလဲဆိုတော့ तू ကတော့ तू ကသူရဲ့သူမိသားစုရဲ့ပေါ့နော်ဒါပတ်စံနဲ့ရှိနေပြီဖြစ်တဲ့ကြောင့်ဒါတရုတ်ဖြစ်ဖြစ်ရုရှားဖြစ်ဖြစ်အဲ့ဒီမှာခိုလုံပြီးတော့ပုံနေလိုက်မယ်ဆိုလို့ရှိရင်หนีလို့ရပါတယ်သူဘဝတခြားပေါ့နော်နောက်တခြားနိုင်ငံတစ်ခုကိုပေါ့နော်သူနဲ့အဆင်ပြေတာ哦ဘာဖြစ်လို့လဲဆိုတော့သူသာထွက်ပြေးသွားမယ်ဆိုလို့ရှိရင်လက်ရှိအစိုးရအဖွဲ့ကိုပြိုကျသွားပြီဆိုတဲ့အထိပဲဖြစ်သွားတာပြိုကျသွားမယ်ဆိုလို့ရှိရင်အဲ့တော့မာဒူရောအာဏာရနေလို့သား လက်ရှိအစိုးရအဖွဲ့တွေကဆက်ပြီးတော့ရှိနေတာအဲ့တော့ကျန်တဲ့အစိုးရအဖွဲ့တွေကလည်းတို့အာဏာကိုလက်ထက်လွှတ်သွားမှာလုံးဝမလုပ်လားပေါ့အဲ့တော့မာဒူရိုဒီနေရာမှာထိုင်နေတာမာဒူရိုကဒီရုပ်ောက်ပေါ်နေအနိုင်ရတယ်ဆိုတဲ့ပုံစံဖြစ်နေချတာတာဒီတို့တို့အကျိုးရှိပါတယ်တို့လုံးချင်တာလေစီးပွားရေးတွေတို့ကိုဂျိုးတော့ပေါ့နော်လုံးလို့ရပါတယ်မာဒူရဲ့ဘေးဘက်ဝင်ကြံသူတွေပေါ့နော်ပေါင်းပြီးတော့စားနေတာပါအဲ့တော့မာဒူတော့မရှိလို့ဆိုတို့လည်းအကုန်လုံးပြတ်ပြီးတော့ရုပ်ောက်ပွဲတွေပါအစ်စ်ပြန်လုံးမယ်ဆိုလို့ရှိရင်အတိုက်ခံဘက်ကတက်လာပြီဆိုလို့ရှိရင်တို့ဘုကလုံးဝအခြေအနေမကောင်းပါဘူး အရင်တော့အမှုတွေအစအများကြီးရှိတာပေါ့နော်မတို့ပုံဝန်ကျန်လူအားကြောင့်မို့သူဒီနေရာမှာရှိစေချင်တယ်ဆိုတဲ့အခြေအနေပေါ့နော်အဲ့တော့ဘာဖြစ်လို့လို့ပြောရလဲဆိုတော့တိတ်မကြိုက်ခင်တရင်တစ်ခုอ่ะပါလဲဆိုတော့ကျွန်တော်ဂျာရီကနေပြီးတော့ကာတာနိုင်ငံနေပဲဝင်းမျိုးညှိတာပေါ့နော်ဘယ်လိုညှိလဲဆိုတော့ဟုတ်ပြီမာဒူကိုဒီကနေပြီးတော့ဗနီဇွဲလာကနေပြီးတော့ဖြုတ်ချလိုက်မယ်ပြည်တွင်းမှာဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒါညှိတဲ့အပုံကိုဒီပဲပြည်ပမှာဖြစ်ဖြစ်တခြားနိုင်ငံတစ်ခုမှာသွားပြီးတော့နေမယ်မာဒူကအခုလက်ရှိဒုသမ္မတပေါ့ဒုသမ္မတနေမှာမာဒူနေရာဝင်မယ်အဲ့ဒါကိုညှိပါ အဲ့ဒါကိုအမေရိကန်အဲ့ဒီစစ်တီကိုလက်မခံဆိုတဲ့ပုံစံမှာဒီချက်ပို့ပြီးတော့ကကြီးကြီးမားမားဒါအပေးယူဆိုတဲ့ဟာတစ်ခုကဖြစ်ဖို့အမေရိကန်မျှော်လင့်နေတယ်ဆိုတဲ့ပုံစံပဲပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနိုင်ငံဆိုတာဒီဗင်နီဇွဲလားနိုင်ငံဆိုတာဘယ်လိုလဲဆိုတော့တမိုင်းတော်လေးနည်းနည်းလေးပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီမာဒူရိုမတိုင်ခင်ကဘာတူလဲဆိုတော့ချာဗတ်ဆိုတာသူကအာနာရှင်ပဲဒါပြဿနာကဘာလဲဆိုတော့အာနာရှင်ဆိုပေမဲ့သူ့ကိုသဘောကျတဲ့သူတွေရှိတယ်သူပြည်သူတွေမှာဗင်နီဇွဲလားနိုင်ငံထဲမှာမာဒူရိုနဲ့မတူဘူးအဲ့ဒါ အာနာရှင်ဆိုပေမဲ့ဒီကုနာချာဗက်စ်ကကြောက်ချစ်စမွေးပါတယ်သူကဒါနားလေလေရက်ကုတ်တဲ့စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်သူ့သဘောကြစစ်တက်ကသူကိုယ်ရံလက်အာနာသိန်းတယ်လို့သူ့ကိုလည်းအာနာသိန်းခံမဲ့ပုံစံနဲ့အမျိုးတစ်ခါနာဖြစ်တယ်ပြဿနာလည်းဖြစ်တယ်ဒါသူ့နောက်ကွယ်မှာထောက်ခံတဲ့ပြည်သူတွေကရှိနေဘိုးချုပ်ကြီးပေါ့နော်သူကသူအဲ့ဒါပြည်သူတွေကခေါ်တာချစ်စနိုးနဲ့ပေါ့နော်အဲ့လိုမျိုးအဲ့တော့သူ့ဘိုးချုပ်ကြီးဆိုတဲ့အထည်ပြရပါလဲဆိုတော့ဒီနိုင်ငံစစ်ဦးစီးချုပ်ကြီးဆိုတဲ့ပုံစံမျိုးအခုချိန်ဒီအဲ့လိုမျိုးခေါ်တာပါအဲ့တော့မာတူကိုလည်းရှိချင်မှာအားပေးနေတဲ့သူလည်းရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ဒါဘိုးချုပ်ကြီးရဲ့ရွေးချယ်ထားတဲ့သူမလို့ဆိုပြီးတော့အဲ့လိုမျိုးခေါ်တာပါခုနကသူကကြတော့ကဲဘယ်လိုဖြစ်လို့သူ့ကိုသဘောကျရလဲဆိုတော့သူကအမေရိကန်ကသူကလုံးဝစန့်ကျင်ပါတယ်ဒီမာဒူရီမတိုင်ခင်ကကြတော့သူ့လက်ထက်မှာကြတော့ကန်ကောင်းကျင်တော့ရင်နံစီရတက်ပါတယ်ရင်နဲ့တအားထွက်ပါတယ်ကမ္ဘာရင်နံစီတက်နေတဲ့အချိန်မှာဗင်နီဇူလာနိုင်ငံဆိုတာပိုင်ဆိုင်တဲ့ပမာဏနဲ့ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိချိန်မှာတော့ရင်နံတိုက်ကကမ္ဘာမှာအကြီးဆုံးမှာပမာဏအားဖြင့်အများဆုံးမှာအမဘာဖြစ်လို့စင်းရတာလဲပေါ့နော်တားစင်းရပါစင်းရတာ ဘာလို့စင်ရလဲဆိုတော့ကျွန်တော်အဲ့ဒါကိုထုတ်မဲ့ကျွန်တော်အထူးကပါလဲဆိုတော့ရင်းနေရှိတာဟုတ်တယ်ရင်းနာကိုအရေးအတွက်များများပေါ့နော်ပမာဏများများနိုင်ငံခြားတင်ပို့နိုင်မှုဆိုလို့ရှိရင်တင်ပို့မဲ့လမ်းကြောင်းတွေနောက်တစ်ခါကျွန်တော်ဒီစနစ်တွေနောက်တစ်ခါဆက်ယုံတွေလေပတ်မဲ့ပုံစံနဲ့ကုမ္ပဏီအများကြီးလိုပါသေးတယ်ရင်းနေရှိနေုံနဲ့မပြီးပါဘူးအဲ့တော့ဒီနိုင်ငံမှာရင်းနှီးမြှုပ်နှံရမယ်တိတိကျများသောဖြင့်ဒီရင်းနှီးနဲ့ပတ်သက်လို့တော့အနောက်နိုင်ငံတွေကအထူးက နည်းပညာရှိတဲ့နော်အဲ့ဒီ company တွေကကမ္ဘာပေါ်မှာအထူးထိန်းချုပ်ထားတာပဲပေါ့နော်အမေရိကန်ဆိုကနေပြီးတော့စီးပွားရေးပိတ်ဆို့ထားတဲ့အတွက်ကြောင့်ရင်းနှီးမြှုပ်နှံလို့မရအောင်မလွယ်ဘူးပေါ့နော်အားကြောင့်မို့ရင်းနှီးရှိတဲ့သားနဲ့ကိုရင်းနှီးအဆင်ပြေပြေမထုတ်လို့နိုင်အောင်အဆင်ပြေပြေရတဲ့နဲ့အမြန်နဲ့နိုင်ငံအကျိုးမရှိဘူးဖြစ်နေတာပေါ့နော်ခုနကချားဗစ်လက်ထက်မှာကျတော့ဘာဖြစ်လဲဆိုတော့ရင်းနှီးစည်းရလည်းကောင်းနေတယ်အဲ့တော့အမေရိကန်နဲ့အဆင်မပြေအမေရိကန်နဲ့လုံးဝဆက်ကျင်နေရဆိုပေမဲ့ရက်တီလို့ရနေနိုင်ငံဆောက်နေအဆင်ပြေနေအင်းနေပါလေအင်းရတယ်ပါလေဆောက်လိုက်သေးတယ်အဲ့တော့ ပြည်သူ့ရဲ့သဘောကြပါဘောနော်ဒီလူကနိုင်ငံအတွက်ပြန်ကြည့်တယ်ဆိုပြီးတော့နော်သူဆိုလို့ရှိရင်စင်မုံမှာတခါကြရင်ဟိုကောင်ကနေလိုက်သေးတာဘောနော်အဲ့လိုပုံစံမှာအဲ့တော့ဟိုတစ်ဖက်မှာလည်းဂျန်နန်နဲ့ပုံစံမျိုးဂျန်နန်နဲ့အမှုရာတွေနဲ့အပြုတ်မှုတွေလုပ်တယ်ဆိုပေမဲ့တစ်ဖက်မှာလည်းချစ်စမွေးကောင်းတဲ့ပြည်သူတွေနဲ့ချင်အောင်တက်အောင်အဆင်ပြေအောင်နေတဲ့ဆိုတဲ့အမြင်ကလည်းရှိနေပြည်သူတွေကအဲ့ကြောင့်မို့သူ့ကိုထောက်ခံမှုတော့တော်တော်လေးကိုများခဲ့တာဘောနော်ဟုတ်ပြီအဲ့ဒီမှာကဲလက်ရှိမာဒူအတုံးမကြလို့ဖြစ်တာလားဆိုတော့ သူသုံးမကြတာအကြောင်းလည်းပါတယ်လို့အရင်တော့တကယ်တကယ်ကျွန်တော်သူ့ရဲ့မတိုင်ခင်မှာကတော့ချာဘတ်လက်ထက်တုန်းကကျတော့လုတ်ခဲ့တဲ့အရာတွေဟာဆူကျိုးတွေဟာမာရိုလက်ထက်မှာ ပြန်ပြီးတော့ပေါ်လာတာပါအဲ့တော့စီဘွိုက်စီမံခန့်ကအမားဆိုလို့ရှိရင်တကယ်ချက်ချင်းမမြင်ရပါဘူးနောက်9နှစ်နောက်10နှစ်ကြာမှအဲ့ဒါရဲ့အဆင်ပြေမှုကထပ်ပြီးတော့ပေါ်လာတာပါအဲ့လိုရှိရပါမာဒူအဲ့ဒါကိုခံရတာလည်းပါတယ်အဲ့တော့တေချာသူ့လက်ထက်ထဲမှာအခုကကြာနေပြီနိုင်ငံသူတခုကအရေးချင်းရှိတယ်ဆိုလို့ရှိရင်ဒီနိုင်ငံကိုအောင်းမို့ပေါ့နော်လမ်းကြောင်းမှောင်ပြန်ပြီးတော့ ကြောင်းနိုင်မှာပဲပေါ့နော်အဲ့တော့သူအားအားမလုံးနိုင်အောင်ဖြစ်နေတယ်သူတို့ကတော့အာနာကိုစုပ်ကန်နိုင်မှာမလုပ်ဘူးဘာလို့လဲဆိုတော့သူတို့လက်ထက်မှာနေဒီနိုင်ငံရဲ့ GDP ပေါ့နော်တနည်းတစ်နည်းကိုကျောင်း -15 တော့ -20 တော့အဲ့လောက်တူရော့သွားတာပါဆိုတော့ဒီ9နှစ်အတွင်းမှာ GDP ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်9ဘုံတဘုံလောက်ထိချုပ်သွားတာပါအဲ့လောက်တော့အခြေအနေဆိုးတာပါနိုင်ငံဝင်ငွေမရှိဘဲနဲ့အခြေအနေကကျောင်းဆေးတွေပါနေမရှိတော့ဆေးကုမယ်ဆိုလို့ရှိရင်နိုင်ငံရောက်ကုသွားကုနိုင်တယ်ဆိုလို့ရှိရင်သွားကုမကုနိုင်ဆိုလို့ရှိရင်ဆေးမရှိတဲ့ကြောင့်ဆေးဝင်တွေမှာတရားဆိုတဲ့အခြေအနေလဲ တော်လေးကိုစိုးတာပါအဲ့တော့ဗင်နီဇူလာနိုင်ငံရဲ့အဲ့ဒီဗီဒီယိုတွေနောက်တစ်ခါအဲ့နဲ့ပတ်သက်တဲ့ဓာတ်ပုံမှတ်တမ်းတွေကြာတော်လေးကိုအအလောက်တော်မှလာပါတော့တော့တဘာဝတည်ရန်စာတာပစ္စည်းကြွေွားတဲ့နိုင်ငံတနိုင်ငံစီမံခန့်ခွဲမှုအမှားဖြစ်သွားပြီဆိုလို့ရှိရင်ဆိုတော့တကယ်ကိုကျွန်တော်အဝေးတနေရာမှာရှိရဆိုရင်မဲ့ကျွန်တော်သတိပေးနေတဲ့အရာတွေအများကြီးရှိတဲ့နိုင်ငံတနိုင်ငံပဲပေါ့နော်ဟုတ်ပြီအဲ့ဒီမှာဒီ Sharpes က2023မှာတည်ဆုံးသွားဆိုတော့ဘာဖြစ်လို့ Matro ရွေးလိုက်လဲပေါ့နော်တကယ်တကယ်ကျွန်တော်ဒူဒိုတွေနော်တကား ဒီတင့်တော်တဲ့သူတွေပေါ့နော်ပို့ပြီးတော့အဆင်ပြေမဲ့သူတွေအများကြီးရှိတာပါပဲဗနီဇွဲလာမှာလည်းနော်မာဒူရိုကသူနဲ့အနီးကပ်လူလည်းဖြစ်တယ်နောက်တစ်ခုကကျတော့ဒီသူကကျူဘာတို့ပေါ့နော်အဆင်ပြေပါတယ်ဆက်ဆံရေးကောင်းတယ်ပေါ့နော်အဲကြောင့်မို့သူကသူသူ့နေရာမှာဆက်ခံဖို့ဆိုပြီးဒီလိုရွေးချယ်လိုက်တာပါအဲ့ဒါလည်းဒါရွေးချယ်မှုအမှားတစ်ခုဖြစ်သွားတာပေါ့နော်မာဒူရိုတက်လာတယ်အဲ့တော့မာဒူရိုလက်ထက်မှာဒီလောက်နှစ်လဲကြာလာပြီဘာဖြစ်လို့နိုင်ငံအဆင်မပြေလဲပြည်တွင်းစစ်လာဆိုပြည်တွင်းစစ်မဖြစ်ပါဘူးပြည်တွင်းစစ်မဖြစ်ဆိုမှပြောကြတဲ့ဖွဲ့တွေပါရှိလာဆိုရှိပါတယ်ကျော်ဒီ ကိုလံဘီယာနေဆက်မှာပေါ့နော် FARC ဆိုတာအဲ့ဒီကောင်ကလက်ရှိချိန်မှာမရှိတော့ဘူးနော်ပြောကြတဲ့အဖွဲ့ကလောလောဆယ်တော့ကျော် ELN ဆိုတဲ့အဖွဲ့တစ်ဖွဲ့တော့ရှိရပါဘူးနော်အဲ့တော့ကိုလံဘီယာနေပြီးတိုက်ဖြစ်တစ်ခုဖြစ်ပြီဆိုလို့ချင်းဒီဘက်တဲ့ဒီဗင်နီဇူလာတွေဝင်လာတာပေါ့နော်ဟုတ်ပြီအဲ့ဒီမှာဗင်နီဇူလာနိုင်ငံရဲ့ပထဝီအခြေအနေပေါ့နော်ကျော်ပထဝီနိုင်ငံရဲ့ရကြည့်မယ်ဆိုလို့ချင်းတော်တော်လေးအေးပါတာပါကျော်လက်တင်အမေရိကနိုင်ငံတွေမှာဘယ်လိုပုံစံလဲဆိုတော့ပရိုမိုးရှင်းသူ့ရဲ့တည်နေရကန်ယူရန်ကျော်တော်တော်လေးရှိပါတယ်တစ်ဖက်မှာဆိုလို့ချင်းကန်ယူရန်ကကျော်ဒီကာရီဘီယံပင်လယ်ပေါ့နော်တစ်ဖက်မှာကျတော့ ကျွန်တော်အတ္တလန်တစ်သမုဒ္ဒရာပါအဲ့တော့ကိုင်းရွန်းတော်ရှိရတဲ့ကြောင့်ဒီဗင်နီဆူလာနိုင်ငံနဲ့ထွက်မယ်ဆိုလို့ရှိရင်ဒီကာရီဘီယံပြည်နယ်တွေကထွက်သွားမယ်ဆိုလို့ရှိရင်အမေရိကန်ကိုရောက်ပါတာကိုကင်းနေပါတင်ပို့တာကြတော့ဒီထောက်ရဘင်းပြူပေါ့နော်တင်ပို့တာကြတော့အမေရိကန်နိုင်ငံတော့ကာရီဘီယံပြည်နယ်တွေကတစ်ဆင့်ဟုတ်ကဲ့အတ္တလန်တစ်သမုဒ္ဒရာတန်းဆိုလို့ရှိရင်ဥရောပဘက်ကိုရောက်ရောက်ပါတာအဲ့ဒီမကသေးဘူးကျွန်တော်ကုန်းလန်းရှိပါတယ်ကုန်းလန်းကြတော့ကိုမြန်ဘယ်သူနဲ့ဆက်ဆက်နေလဲဆိုတော့ဒီမှာဗင်နီဆူလာနိုင်ငံဆိုလို့ရှိရင်ဘေးမှာရှိတာကိုလံဘီယာပါ ။ဒီဘက်ဘီမှာရှိတာဂိုင်ယန်နာ။နောက်အောက်မှာရှိတာကျတော့ဘရာဇီးလ်ပါ။အဲကိုမီဆက်ဆက်နေရပါဘောနော်။ဂိုင်ယန်နာတော့ထားပါဘောနော်။အဲ့တော့ဒီအဓိကပါလဲဆိုတော့ကိုလံဘီယာတဲ့ကိုသူကမြေပြင်လမ်းကြောင်းဖြစ်သွားပါဘောနော်။ကိုလံဘီယာတဲ့ကိုသူကတင်သွင်းတယ်ဘိမ်းမြူတွေ။ပြီးလို့ရှိရင်ကိုလံဘီယာနေတစဉ်ကျွန်တော်ဆိုဒီမက္ဆီကိုတို့ဘာရောနောက်ဆိုအမေရိကတဲ့ဝင်လာတာဘောနော်။အဲ့လိုပုံစံတွေပါ။တကယ်တကယ်ကျွန်တော်အမေရိကမှာတည်တဲ့ဒီကိုကင်းကြောင်းတည်တယ်ဆိုတာထက်ဖန်တနိုင်းဘောနော်။အဲ့ဒါတော့တရုတ်ကနေပြီးတော့ဝင်နေဆိုပြီးတော့ပြောတာဘောနော်။အဲ့ဒါအသေးအများဆုံးပါ။ကျွန်တော်ကင်းကင်းနိုင်ရကြည့်မယ်ဆိုလို့ရှင်ဒါကွာပါလား။ ကိုကင်းကြောင့်တည်တဲ့သူနဲ့ခုနကတော့ဖန်တာနိုင်ကြောင့်တည်တဲ့သူနဲ့ဆိုလို့ရှိရင်ဖန်တာနိုင်ကြောင့်တည်တဲ့သူကအများကြီးပို့ပြီးတော့တာပါအဲ့လိုအခြေအနေပေါ့နော်။ညဘာပြောပေါ့နော်။ဒီကြတာကတော့ကုန်းလန်းနေရောရီလန်းနေရောဗင်နီဇူလာနိုင်ငံနဲ့ထွက်နေရဆိုပြီးအမေရိကန်ယူဆပါတယ်။ယူဆတာမဟုတ်ဒါတက်တည်တိကျလည်းရှိအောင်နော်။အဲ့နဲ့ပတ်သက်ပြီးတော့အရင်တော့ဒီဘိုင်ဒန်လက်ထက်မှာမနေနေခဲ့ဘူးမလုပ်ခဲ့ဘူး။အဲ့တော့အမေရိကန်ဆိုအအနေနဲ့ဒေါ်နယ်ထရမ့်အဆိုအပေါ့နော်။ဒေါ်နယ်ထရမ့်ကနေပြီးတော့ဟိုပြည်ပနေပြီးတရားမဝင်လာတဲ့သူတွေကိုလည်းငါတို့က ပြည်ပင်ဒါစီမံပြန်ပြီးတော့ပို့မယ်နောက်တစ်ခါနိုင်ငံသားတွေအတွက်အသက်ဆုံးရှုံးနေတဲ့ဘင်းပြင်နဲ့ပတ်သက်လို့လည်းငါလုံးမယ်ဆိုပြီးတော့လုပ်ပြတာပေါ့နော်ဒါပေမဲ့လုပ်ပြတဲ့နေရာမှာဟုတ်ပြီတစ်ဖက်ကလက်ရှိကျွန်တော်ဘယ်လောက်တောင်ပြောလာလဲဆိုတော့ဒီအစိုးရကိုပေါ့နော်လုံးဝဒီ regime change ပေါ့နော်လုံးဝပြောင်းလဲသွားမယ်မာတူကိုဖြုတ်ချမယ်ဆိုတဲ့ပုံစံနဲ့ပြောတာအဲ့တော့တစ်ဖက်ကဟာကိုပြန်ပြီးတော့တင်ပေးဖို့အတွက်သူကအခုညီပေးမှလားလုံးမှလားဆိုတော့လက်ရှိချိန်မှာပြောလို့မရအောင်တေချာရတကယ်လို့များမြေပြင်တက်တဲ့မဝင်ဆိုလို့ရှိရင်လည်းမပြုတ်ဘူး တော့ဘာလို့လဲဆိုတော့မာဂျူကပြန်ပြီးတော့တိုက်မယ်ဆိုပြီးပြောပါတယ်အဲ့တော့အရင်စစ်တင်ရတဲ့ဘာတွေခုံနေပြီပေါ့နော်နောက်ကသူစစ်တက်ကောသူ့ကို ဖြုတ်ချမှာလာဆိုတော့တော်တော်လေးကိုပြောရဆိုတာခက်ပါတယ်ဘာလို့လဲဆိုတော့စစ်တက်ကလည်းလက်ရှိချိန်မှာမာဂျူကိုလည်းတော်တော်လေးကိုဘယ်လိုပြောအဆင်ပြေပါတယ်အဆင်ပြေတယ်ဆိုတော့ခုနကတော့ဘိန်းဖြူတွေနဲ့ပတ်သက်လို့မာဂျူကဂိုင်းကောင်းဆောင်ဆိုပြီးအမေရိကန်ဆွဆွဲထားတယ်လို့ဟုတ်လားဆိုတော့အဲ့လိုတော့မဟုတ်ပါဘူးဂိုင်းကောင်းဆောင်သူ့ကိုအတိုင်းလောက်တာမဟုတ်ပါဘူးဘယ်လိုလဲဆိုတော့အဲ့ဒီဂိုင်းအသက်သက်ရှိပါတယ်ဘိန်းဖြူလို့တဲ့ဂိုင်းနေအဲ့ဒီဂိုင်းနေကပတ်စအများကြီးရှိတာပါ တော်တော်လေးကိုချမ်းသာတော်တော်လေးကိုတချို့နေရာတွေမှာဆိုရင်ဩဇာတရားမှုအများရှိတယ်အဲ့ဒီဂိုင်းနေရာနေပြီးတော့ရအချိုးမြတ်ကိုမာဒူကိုခွဲပေးပါတယ်မာဒူတို့အစိုးရအဖွဲ့ပေါ့နော်ဒါရင်မဟုတ်ဘူးဆိုမှလည်းဒါပသက်ရပသက်ကြောင်ပေါ့နော်စစ်တပ်ဘက်ကသူတွေရောအဲ့လိုမျှဝေပြီးတော့ယူကြအဲ့တော့အဲ့ဒါကိုဒေါ်နယ်ထရမ့်ကကုန်းကုန်းသိပါတယ်သတင်းချက်လိုက်ရတယ်အဲ့တော့ဒီဂိုင်းနေကိုနှိမ်နှင်းမှုဆိုတာတော်တော်လေးမလို့နှစ်ရှည်လာများဒီကဘယ်လိုလဲတော်တော်လေးကိုရှုပ်ထွေးနေတာပါရှင်းရှင်းလေးမဟုတ်ပါဘူးအဲ့တော့တယောက်သေးလည်းမဟုတ်ပါဘူးတော်တော်လေးကိုရှုပ်တာပါ အဲကြောင့်မို့အမေရိကန်စိုးအဖွဲ့ကနေပြီးတော့ဒီဟာကိုဘယ်လိုမျိုးလုပ်မလဲဆိုတာပြောလို့မရလုပ်လို့ရတာနှစ်ခုရှိပါတယ်တစ်ခုကတော့ဒီဘက်ကနေပြီးတော့ပင်လယ်တွေကနေပြီးတော့ဗောနော်ကျော်တင်မိုးတွေရှိတယ်တင်မိုးကနေပြီးတော့အတိအကျပြလို့ရတဲ့မစ်ဆဲလ်တွေရှိပါတယ်တွမ်ဟော့ဒွန်းဘာရောဗောနော်အဲ့ဒီကောင်တွေကနေပြီးတော့ဟိုဘီဒီနေရာဆိုလို့ရှိရင်ဒီနေရာအတိအကျပြမယ်ဆိုလို့ရှိရင်လုံးဝအတိအကျထိပါတယ်လှမ်းပြီးတော့ပြလို့ရပါတယ်အကွာဝေးရတယ်ကောင်းကောင်းယူအဲ့လိုပြလိုက်မယ်ဗောနော်တစ်ချက်တော့ပြလိုက်မယ်ဆိုပါဖြစ်လာမလဲဆိုတော့ဟိုဘီဒါမာဒရိုရှိနေလို့အဲ့တော့အပြစ်ခံရတာအဲ့တော့မာဒရိုဖြုတ်မယ်ဆိုပြီးတော့ မာဒရိုကိုဖြုတ်ဖို့အတွက်ဖိအားတစ်ခုအနေနဲ့ဖြစ်လာနိုင်တယ်စစ်တပ်ကလားအားဆိုလို့ရှိရင်တော့မင်းမရှိမှဖြစ်မယ်မင်းရှိမယ်ဆိုလို့ရှိရင်ငါတို့ကတခွောက်အောင်မယ်ဆိုပြီးတော့ဒီလုံးဝဗနီဇွဲလာစစ်တပ်ပဲတခွောက်အောင်သွားနိုင်တယ်အဲ့တော့အဲ့လိုနီးနေလို့မလားဒါမှမဟုတ်လို့ရှိရင်ဒီမာဒရိုအစိုးရနဲ့ညှိမယ်ဆိုလို့ရှိရင်နေဆက်မှာရှိတဲ့ခုနကတော့အီယန်လန်တို့ဘာလို့ပေါ့နော်အဲ့ဒီအဖွဲတွေပေါ့နော်အဲ့ဒီပျောက်ကြားတပ်ဖွဲ့တွေရှိပါလက်နက်ကန်အဖွဲတွေရှိတယ်အဲ့ဒီလက်နက်ကန်အဖွဲတွေကဘေးမီတွေလုံနေရဲဆိုတော့အဲ့နေရာပေါ့နော်ကိုလံဘီယာနေဆက်ကိုလှမ်းပြီးတော့ပြစ်မလားပေါ့နော်ဘယ်လိုလုပ်မလဲဆိုတော့ပေါ့နော်အဲ့တော့ဒီတိုင်းပဲ ဘာမှမပြောဘဲနဲ့ကဲအဲ့ဒါဆိုလို့ရှိရင်စစ်စင်ပြီးပြီဆိုပြီးတော့အမေရိကန်တွေပြန်သွားပြီဆိုလို့ရှိရင်အာတေချာပေါ့တခုခုပေါ့နော်ကျွန်တော်ဇဝဲအောင်မှာညှိလိုက်ပြီဆိုတာပါပဲအဲ့တော့လက်ရှိချိန်မှာဒီဗင်နီဇွဲလာဘက်ကနေပေါ့နော်တရုတ်တို့ရုရှားတို့ရှိပါတယ်အော်ဘာဝင်ပြောလဲဆိုတော့အပူတင်ရောနောက်ကရှီဂျင်းပင်ရောဘာမှမပြောပေါ့ဘာပြောဆိုကြည့်နေရပါအမေရိကန်လောက်ရောက်ကိုပုံမှန်ဆိုတာမင်းတို့လုံလာပြီတော့ပြောဘာဖြစ်လို့ကြည့်နေရလဲဆိုတော့လှုပ်စီနေတာပါလှုပ်ပလိုက်ကင်မလိုက်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ လုံးလိုက်ပြီဆိုလို့ရှိရင်တော့ပြီးသွားပါပြီပြီးသွားပြီဆိုတာဟုတ်ပြီမင်းတို့အမေရိကန်ကိုယ်တိုင်လဲစစ်ပွဲတစ်ပွဲကိုဆင်နွှဲတယ်မင်းတို့လိုချင်တာဆိုလို့ရှိရင်မင်းတို့အနီးနားမှာဆိုလို့ရှိရင်မင်းတို့အင်နောက်ဖေးမှာရှိတာပေါ့နော်ဒီတော်တော်လေးကိုကန့်နေရပါတော့ကျွန်တော်အမေရိကန်ရဲ့ဖလော်ရီဒါတို့ပေါ်နေဆိုလို့ရှိရင်ကျွန်တော်တော်တော်လေးကိုနီးနေပြီပေါ့နော်ကာရီဘီယံပင်လယ်ဖြတ်ပြီးတော့ရောက်ပြီပေါ့နော်ခြားမှာတော့နိုင်ငံကြီးရှိအောင်နော်ကျူဘာတို့ပါတော့တခြားဒီဒီပေါ်တိုရီကိုတို့ပါတော့ဆိုလို့ရှိရင်လည်းအမေရိကန်စစ်တပ်ကအကြီးကြီးတက်ဆွဲတာပေါ့နော်အဲ့တော့မင်းတို့ပုံဝင်ချင်းမင်းတို့ဒေတာဆိုလို့ရှိရင်မင်းတို့ကင်တာပဲပေါ့နော်အဲ့တော့ တရုတ်ကလည်းငါတို့လက်ထိုင်ဝမ်ကိုင်းမှာရုရှားကလည်းငါတို့ယူကရိန်းကိုင်းလာငါတို့နေငါတို့ကိစ္စပေါ့အဲ့လိုဖြစ်လာမှာပေါ့နော်ပြောစရာဖြစ်လာမှာအမေရိကန်စကလုံးနေနဲ့ပြောဖို့တော်တော်လေးခက်သွားမှာပေါ့နော်တကယ်လို့မြေပြင်တက်တွေဆင်လွတ်ပြီးတော့တည်တည်ချာလုံးမယ်ဆိုလို့ရှိရင်အဲ့တော့တေချာရလက်ရှိချိန်မှာဒိုနယ်ထရမ့်ကတော့ CIA ကိုလွှဲပေးရဆိုပြီးပြောပါတော့ CIA ကဘယ်လိုမျိုးစစ်စင်ရေးလုပ်မလဲပေါ့နော်တော့စဉ်းစားမယ်တွက်ချက်မယ်အတက်နိုင်ဆိုသူတို့နိုင်ငံတိုင်းအသက်မတည်ဘဲနဲ့ဒီဆိုအပြောင်းလဲဖြစ်သွားမှာပဲပေါ့နော် တကယ်ပဲဖြုတ်ချမလားအဲ့တော့မာဒူရောဘယ်လောက်ထိအလျှော့ပေးနိုင်မလဲပေါ့နော်သူဒီလောက်ကြီးပြင်ဆင်နိုင်ပါပေါ့နော်ကဘာကိုလည်းပြလာပြီးမှအသားလေးနောက်ပြန်ဆုတ်သွားမယ်ဆိုလို့ရှိရင်တော့လုံးဝအဆင်ပြေမှာပေါ့အဲ့တော့ဒါကတော်တော်လေးကြီးမားတဲ့အပေးယူတစ်ခုတည်ချပါဖြစ်မှာပဲအဲ့တော့အစောပိုင်းကပြောခဲ့သလိုကျွန်တော်တို့မြင်ရမလားဒါမှမဟုတ်ဇဝေအောက်ကနေကျွန်တော်တို့မမြင်ရတဲ့အရာဖြစ်မလားဒါပဲကွာမှာပေါ့အဲ့တော့တိတ်မကြိုက်ခင်ဘာမြင်ရမလဲဆိုတော့ဆက်ပြီးတော့ data စောက်ကြမ်းအရာတစ်ခုပဲပေါ့နော်ကျွန်တော်တို့အများကြီးဆက်ဆက်နေလို့လေဝင်မြန်လာတာဖြစ်ပါခင်ဗျာဘီလိုလို့အဆုံးထိကြည့်ပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ် ကျွန်တော်နောက်ပြန်ပြန်ဆုံတွေ့ကြတော့ပေါ့